်ငွေပါအောက်လရှင်တွေဖန်တီးခဲ့တဲ့ထောက်ချောက်တဲ့သူတို့ကိုယ်တိုင်ပေးမိနေပြီလားဒါမှမဟုတ်ဒီတန်တရားခဲကားနေဘလို့ရုတ်ထွက်ကြမလဲဆိုတဲ့အလက်ပြောင်းစီကိုတကယ်ပဲရောက်နေပြီလားဒီကနေ့ဇွန်လ27ရက်2025ခုနှစ်မြန်မာနိုင်ငံရေးစစ်ခင်းပွဲအခြေအနေကိုကြည့်မယ်ဆိုရင်တကယ်ကိုထူးခြားတဲ့အနေအထားတစ်ခုစီရောက်ရှိနေတာတွေ့ရပါတယ်စစ်ကောက်စီရဲ့အခြေခံအုတ်မြစ်တွေကတစားစီပြိုလဲနေပြီးဒေဥတော်လိုင်းအင်အားစုတွေရဲ့ခြေလှမ်းတွေကတွက်လက်မြန်ဆန်နေတယ်ဆိုတာတွေ့ရပါတယ် မဟာပြောင်နောက်စိတ်ခွန်မှုတွေလည်းရှိပါတယ်အဆုံးဖြတ်ပေးမဲ့အချိန်ကာလကိုချီတက်နေတဲ့အခြေအနေလည်းတွေ့ရတာပါတင်းချိုင်ရဲ့သုံးသက်တည်တာချက်ထဲကအဓိကအချက်ပေါက်ချက်ကို highlight လုပ်ပြီးတင်ပြချင်ပါတယ်ပထမဦးဆုံးအနေနဲ့ကြည့်အောင်ပါစစ်ကောက်စီရဲ့အခြေခံဘာတွေပြိုလဲနေလဲဘယ်လိုပြိုလဲနေပြီလဲဒီနေ့ဇော်လာ27ရက်နေ့မှာပဲဘကုတိုင်မင်းလမှာကြာဆုံးသွားခဲ့ရတဲ့ကျွန်တော်တို့ကာကွယ်တပ်ဖွဲ့ဝင်9ဦးရဲ့အသက်က စစ်ကောင်စီရဲ့ရက်ဆက်မှုဟာရန်သူကရန်သူပိတာလဲဆိုတဲ့အခြေအနေကိုထပ်ပြီးမိမထုတ်ပြနေတာဖြစ်ပါတယ်။စကိုင်းမကွေ့မြဝကျုံးပေါ်ကံယူတန်းစတဲ့နေရာတိုင်းမှာစစ်ကောင်စီဟာအသက်တန်ရုတ်ကန်နေရတာတွေ့ရပါတယ်။ရွှေဘိုအောက်တော်လိုအရေးပါတဲ့လမ်းပိုင်းတွေအမြောက်တက်369တာချက်ကောက်90နှစ်လို့အထူးတက်ရင်းတွေကိုအကုန်လုံးထုတ်သုံးနေရတာဟာစစ်ကောင်စီရဲ့ထိတ်ချုပ်မှု လောကရောကြလာတာရဲ့ပြရုပ်တစ်ခုပဲဖြစ်ပါတယ်။ ဆိုတော့၁၄ရက်နေ့တော့ကလည်းကျုပ်တို့ corporate land bank ကို ပြန်ရဖို့အသက်တန်ကြိုးစားခဲ့ပေမဲ့လည်း KNU PDF နဲ့မော်ပူပေါင်းအဖွဲ့တွေရဲ့ခုနှစ်နာရီကြာကြာဖြတ်တိုက်ခိုက်မှုကအစိတ်ကောက်စီရဲ့စည်ရေးစွန့်ရည်ဘလောက်ကျဆင်းနေပြီလဲဆိုတာပြသသွားခဲ့တာဖြစ်ပါလေ။ကောလင်းအရှိချမ်းနေကြောင်းတိုက်ခိုက်မှုတွေအခုတ်ခုစစ်မှုစုပ်ချိန်ချောက်မှုတွေကသူတို့လက်ထက်ကလွတ်နေပြီဆိုတာဖောက်ပွက်မှုအပြလောက်ရဲ့တသက်တာဖြစ်ပါလေ။လာမယ့်ဒီဇင်ဘာလမှာ စစ်ကောက်စီလုံးမဲ့အတူရောက်ရွေးကောက်ပွဲဆိုတာကလည်းနိုင်ငံတကာနဲ့ပြည်သူ့စံတော်ကိုလောဝပစ်ပတ်ထားတဲ့ပြဇက်တစ်ခုသာဖြစ်တဲ့ဆိုတာကျွန်တော်တို့အားလုံးသိနေကြပါတယ်ဒုတိယအချက်အနေနဲ့တော်လိုင်းအင်အားစုတွေရဲ့ခေါက်ကန်ကြော်လွှားပြီးတော့စီလုံးချင်းရဲ့အခြေအနေတစ်ခုကိုကြည့်ရအောင်ပါတော်လိုင်းအင်အားစုတွေနာမည်ထိချုပ်မှုတိတိတတ်တာတိုးတက်လာတဲ့အခြေအနေပါအထူးခြားသောကတော့အာရခတတော် AA ရဲ့ပလက်ဝဒေတာအပြစ်သက်ထိချုပ်မှုပါပဲ။အဟာစေရေးစီးပွားရေးအချက်ချကြားတဲ့နေရာကို အကမမတိတ်ပိုက်လိုက်တာဖြစ်ပြီးတော့မြေဝကျွန်းပေါ်နဲ့ရခိုင်ဒေသစည်ရေးချိတ်ခွင်ရှာကိုပြောင်းပြန်လည်လိုက်တယ်လို့ဖြစ်သွားတာဖြစ်ပါတယ်။မြေဒီဝဲလမ်းမတစ်လျှောက်စစ်တပ်နဲ့ PDF ဂိတ်တွေအစီအစီပေါ်လာတာကတော့လက်နက်ကင်အခြေတစ်ခုကြာလာရင် ဖြစ်လာတတ်တဲ့အခြေအနေပေါ်လွင်နေတာဖြစ်ပါတယ်။ပြည်သူအခြေပြုတော်လှန်ရေးရဲ့အမြင့်တွေတတ်တဲ့ပုံစံကိုရှင်းရှင်းလင်းလင်းပြနေတာဖြစ်ပါတယ်။ ဇော်လခုနှစ်နှစ်ကတအားပြည့်နဲ့မှပြုလုပ်ခဲ့တဲ့ BPNA ရဲ့စစ်တင်တဲ့စေပွဲကိုကြည့်လိုက်ပါ။ NUG, TNA, AA, IEC, PNA တို့မဟာမိတ်ကောင်းဆောင်ကြီးတွေကိုယ်တိုင်တက်ရောက်ခဲ့တာဟာစည်ရေးနိုင်ငံရေးအရလိုအပ်လို့ရှိရင်ပူးပေါင်းဆောင်ရွက်တဲ့ဆိုတဲ့အခြေအနေပါ။တဘောတရားတစ်ခုရဒစိတဝမ်းနဲ့ဖြစ်နေပြီဆိုတော့ခိုင်မာတဲ့ထောက်ထားတစ်ခုပြောလို့ရပါတယ်။ BPAA က UNG MOD လက်အောက်ခံမဟုတ်ပဲမဟာမိတ်အဖြစ်ယက်တီတာကလည်း ဒေါ်လာရေးရမဟာဗျူဟာမြောက်ရင်းကျက်မှုကိုပြနေတာဖြစ်ပြီးတော့တဟာတိုက်ပွဲတိုင်းပူပေါင်းတိုက်ခိုက်ဖို့တန်တမာနီလာတစ်ခုဖွင့်ထားတဲ့သဘောနဲ့တူပါတယ် PPAA ရဲ့စစ်စင်ရေးဒေတာနဲ့မြေတွေတိုးချဲ့လာတာဟာမြေဥဒေါ်လာရေးစစ်မြေပြင်ကို ကြက်ပြန့်စီပြီးတော့စစ်ကောက်စီကိုနေရအနက်အပြားကနေဖိအားပေးနိုင်တဲ့အခြေအနေတစ်ခုကိုပြနေတာဖြစ်ပါတယ်တတိယအချက်ကတော့မဟာဗျူဟာမြောက်စိတ်ကုန်မှုတွေအနာဂတ်မှာဘာတွေရှိနေလဲဆိုတာကိုခံစားသုံးသပ်ချက်ပါ ရှမ်းမြောက်ဒေသရဲ့မျက်နှာစာကရှုပ်ထွေးနေဆဲဖြစ်ပါတယ်။လာရှုမြို့ရဲ့စစ်ကောက်စီရဲ့အရင်အစီ90ကျော်စစ်ရင်တန်းကြီးဝင်ရောက်လာမှုကစိုးရိမ်စရာအခြေအနေပါ။ MDAA နဲ့ရမခတွဲဆုံမှုကနေတိတ်တီအထိဆုတ်ခွာပေးရမယ်ဆိုတဲ့လေတံတွေကတော့မဟာပြူဟာမြောက်ကြောင်းလန်းမှုတွေရဲ့ဏိဒံဖြစ်နိုင်ပါတယ်။ SSPB ရဲ့လှုပ်ရှားမှုတွေကအမေကထုတ်စရာတွေဖန်တီးနေပြီးတော့အတော်လိုင်းအင်အားစုတွေကြောင့်မဟာမိတ်ဆက်ဆိုင်ရေး စိတ်ခေါ်မှုတွေကိုမိမောက်ထုတ်ပြနေတာဖြစ်ပါတယ်ဒီနေရာမှာပြည်သူ့ရုပ်ကြည်အာကိုမှုပြည်သူ့အကြည်ညိုမပြတ်စေဖို့ဆိုတဲ့အချက်ကအလွန်အရေးကြီးဆုံးအချက်ဖြစ်ပါတယ်ပြောခဲ့တဲ့အချက်တွေကိုပြန်ပြီးခြုံငုံတုံ့တက်ကြည့်ရမယ်ဆိုရင်ဒီကနေ့ဆိုလည်း17ရက်နေ့မှာတော့အခုတိုင်မေလာမှာချက်ဆိုးသွားခဲ့တဲ့အဝေးတပ်ဖွဲ့ဝင်တွေအသက်စကိုင်းမကွေမြို့ကကျုံးပေါ်ကာယူတန်းတွေမှာသူတို့စစ်ကောက်စီတပ်တွေရောက်ကန်နေရတဲ့အခြေအနေကိုထင်ရှားစေပါတယ်။ဇွန်14ရက်နေ့က ကျောက်တူကော့ဂရိတ်လမ်းပိုက်ကိုပြန်ရောက်ဖို့ခွင့်လန်းလိုက်ကြ။ဂျိုကာခက်ပေမဲ့မအောင်မြင်ခဲ့တာဟာစစ်ကောင်စီစည်ရေးဆွဲရည်ဘလောက်ကြဆင်းနေပြီလဲဆိုတာကြားနေတာဖြစ်ပါတယ်။တော်လိုင်းအင်အားစုတွေဖက်ကဥပမာ AA တို့ဘလောက်ဝဒေတာအပြစ်သက်ထိချုံမှုလိုမျိုးအောင်မြင်မှုတွေဟာစည်ရေးချိတ်ခွင့်ရှာဖို့ကြောက်ပြန်လန်းလိုက်တယ်လို့ဖြစ်နေပါတယ်။ဇော်လခုနှစ်ရက်နေ့က PPAA တင်းနှင်းစင်ပွဲမှာမဟာမိတ်ကောင်းဆောင်တွေစီစီလုံးလုံးတက်ရောက်ခဲ့တာကတော့တော်လိုင်းရဲ့တစိုက်တဝမ်းနဲ့ဖြစ်နေတဲ့အခြေအနေတခုကိုပြလို့ရနေတာဖြစ်ပါတယ်။ BBN ရဲ့မဟာဗျူဟာများအရင်ချက်မှုကိုလည်းမြင်ရပါတယ်။ရှမ်းမြောက်လိုနေရာမျိုးမှာစိတ်ခုံမှုတွေရှိနေသေးပေမဲ့တော်လိုင်းရေးဟာလမ်းကြောင်းပြောင်းမသွားပဲလမ်းကြောင်းအမှန်ပေါ်မှာပဲရှိနေဆဲဖြစ်တယ်လို့ဤဘူးကခြုံငုံပြီးဆိုလို့ရပါတယ်။စစ်ကောက်တီကတော့ဒါကိုစစ်သေးကိုစိတ်တည်နေဖုံးများဆိုတဲ့စကားပုံလိုပဲမရမကအမျိုးမျိုးပြောနေတာပါ။စစ်ကောက်စီအတူရောက်ရေကောက်ပွဲဆိုတာကလည်းနိုင်ငံတကာနဲ့ပြည်သူလူထုရဲ့စံတော်ကိုလောကပြစ်ပယ်ထားတဲ့ပြဿနာတစ်ခုလို့ဖြစ်တဲ့ဆိုတာကိုကျွန်တော်တင်ပြခဲ့တာဖြစ်ပါတယ် အနာဂတ်မှာဖြစ်လာနိုင်တာတွေတစ်ချက်သုံးသပ်ကြည့်အောင်။သခိုင်းနဲ့မကွေးလိုဒေတာတွေပုံမပြင်းထန်တဲ့ထိတွေ့တိုက်ပွဲတွေမြင်တွေ့လာရနိုင်ပါတယ်။စစ်ကောင်စီဟာလက်ချောင်းပစ်ကူတွေထိုးစစ်တွေအချိန်မြင့်တင်လာနိုင်ပေမဲ့ကြောက်ကြားစစ်တွေရဲ့ထိခိုက်မှုတွေကတော့သူတို့ကိုဆက်ပြီးဒုက္ခပေးနေအောင်မယ်လို့ပုံသက်လို့ရပါတယ်။တိုင်းသားဒေတာတိုင်းသားနယ်မြေတွေမှာမဟာဗျူဟာမြောက်လမ်းကြောင်းတွေပုံမသိပ်ပိုက်လာနိုင်မယ်လို့တွေ့ရပါတယ်။အေအေရဲ့ပနက်ဝါလိုပဲ KIU တို့ AIA တို့ဟာ ဒေသအခန့်သို့မဟုတ်တွန်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကစစ်ကောက်စီရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုပုံမပိတ်ဆို့နိုင်ပါလိမ့်မယ်။ဒါတွေကိုကြည့်မယ်ဆိုရင်မြန်မာတွန်လိုင်းရဲ့အတောက်မဟာဗျူဟာအပေါ်မှာပဲအဓိကမူတည်နေတာကိုတွေ့ရပါတယ်။အောင်မြင်မှုအတွက်တပ်ဖွဲ့တွေစီလုံးမှုနိုင်ငံတကာဖိအားနဲ့ပြည်တွင်းလှုပ်ရှားမှုဆိုတဲ့အဓိကသုံးချက်ပေါင်းစပ်ဖို့ကအရေးကြီးဆုံးပါပဲ။ ီတုံးချက်တာမှန်ကန်သောပေါင်းစပ်နိုင်မယ်ဆိုရင်စိတ်ကောက်စီရဲ့အခြေခံအုံမြင့်တွေပုံမှုမြန်ဆန်သောပြိုလဲကြမှာအသေးချာပဲဖြစ်ပါတယ်။ဒါဆိုရင်စိတ်ကောက်စီကသူဖန်တီးထားတဲ့ရွေးကောက်ပွဲထောင်ချောက်ထဲမှာပိတ်မိနေပြီလား။ဒီထောင်ချောက်ထဲကနေပြန်မထွက်နိုင်အောင်ကျွန်တော်တို့ဘယ်လိုဆက်ပြီးတွန်းအားပေးကြမလဲ။အဖြစ်ကတော့ကျွန်တော်တို့အားလုံးရဲ့စီးလုံးညီညွတ်မှုအပေါ်မှာပဲမူတည်နေတာဖြစ်ပါတယ်။ဒီနေ့ဇော်လာ၂၁ရက်နေ့မှာမြင်တွေ့နေရတဲ့အခြေအနေတွေဟာမြန်မာတော်လှန်ရေးရဲ့အစိုးရစီကို တကယ်ပဲဦးတည်နေပြီလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရအောင်ပါဖြစ်ပါတယ်။ထိုင်းနိုင်ငံရေမုန်တိုင်းကကျွန်တော်တို့မြန်မာတွေကိုဘယ်လိုများရိုက်ခတ်နေပါသလဲ။ပေထုတ်တန်ကြုံတွေ့နေရတဲ့အခက်အခဲဆိုတာကထိုင်းနိုင်ငံရေအတွင်းပါမန်နိုင်ငံရေအကြက်တက်တစ်ခု မဟုတ်ဘူးဆိုတာအထင်ရှားမြင်နေရတာဖြစ်ပါတယ်။ဆိုတော့ဒုတိယပတ်အတွင်းပေါက်ကျောက်ခဲ့တဲ့ဝန်ကြီးချုပ်ပေထုတ်တန်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ရဲ့ကိုမနစ်ကြာဖုံးပြောဆိုမှုအတန်ဖိုင်ဟာမီးကိုလေနဲ့ထိုးလိုက်တယ်လို့အခြေအနေပါ။ ဒီတာဖိုင်ထဲမှာထိုင်းနယ်စပ်လုံချိုရေးတောင်းဝန်ခံဗိုလ်ချုပ်ကြီးတဦးကိုပေထုတ်တန်ကပြစ်တင်ပြောဆိုခဲ့တော့ကထိုင်းစစ်တပ်တစ်ခုလုံးကိုစော်ကားရရောက်တဲ့ဆိုတဲ့အဆွဆွဲချက်တွေကြောင့်စစ်တပ်နဲ့အရက်ဖက်အစိုးရကြားတင်းမာမှုတွေပိုပြီးမြင့်တက်လာတာဖြစ်ပါတယ်။ဆော်စကွေးရနေ့မှာပေထုတ်တန်ကိုယ်တိုင်တရင်းစရှင်းလင်းပွဲလုပ်ပြီးတော့တောင်းပန်ခဲ့ရပေမဲ့ထိုင်းပြည်သူတွေကြောင့်မှအာဏာသိမ်းမလားဆိုတဲ့အစိုးရစိတ်တွေပြန်လည်ပေါ်ပေါက်လာနေတာတွေ့ရပါတယ်။ ိုင်းဘရင်တပ်မတော်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဝမ်ထမ်းစူပါရီကတော့အာဏာသိမ်းမှာမဟုတ်ဘူးလို့ငြင်းဆန်ပေမဲ့စစ်ဦးစီးချုပ်ကတော့မတည်ငြိမ်မှုတွေကိုစိုးရိမ်ကြောင်းပြောခဲ့တာဟာတိုင်းနိုင်ငံရေကောင်းကင်မှာမိုးသားတိုက်တိုက်အမဲတွေလွန်မှုနေပြီဆိုတဲ့အရေးအယံဖြစ်ပါတယ်ဒီလိုအခြေအနေမှာပေထုတ်တဲ့အစိုးရအဖွဲ့အတွင်းမှာပါဗီထဲရေးဝန်ကြီးအပါအဝင်ဝန်ကြီးခုနှစ်ဦးထက်မနည်းနှုတ်ထွက်စာတင်ထားကြပြီဖြစ်ပါတယ်ဒါဟာဖွန်ကျန်တိုင်းပါတီကဝန်ကြီးချုပ်ရဲ့ဖောက်ခဲဝန်ကြီးချုပ်ဟာသက်စင်ရဲ့ စိုးမိုးချက်လက်မှုတွေရှိတဲ့ဆိုတော့ဆွတ်ဆွဲချက်တွေကြောင့်နှုတ်ထွက်ခဲ့ကြတာပါလက်တဖက်တည်းနဲ့လက်ခုပ်တီးလို့မရဘူးဆိုသလိုပဲအရင်ကညွန်ပေါင်းအစိုးရရဲ့အအကောင်ဆုံးမဟာမိတ်ဖြစ်ခဲ့တဲ့ထွန်ကျန်ထိုင်းပါတီရဲ့နှုတ်ထွက်မှုဟာပေထုတ်တန်းဦးဆောင်တဲ့ဖူအာထိုင်းပါတီအတွက်လွတ်တော်အတွင်းမှာအသာစီးရဖို့ခက်ခဲသွားစေပါတယ်ဆိုတော့28နှစ်မှာရှန်နီခေါဆောင်ဟောင်းချက်တူပွန်ပရပန်က ဘန်ကောက်မြို့လက်မှာပိတ်ထုတ်တန်နှုတ်ထွက်ရေးအတွက်ဆန္ဒပြဖို့စီယုံနေတာကလည်းထိုင်းနိုင်ငံရေးမတည်ငြိမ်မှုကိုပုံမိုးဆိုးရွားစေပါတယ်ဒီလိုနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ထိုင်းနိုင်ငံရေးဟာရှုပ်ထွေးနေပြီးတော့ပိတ်ထုတ်တန်ဟာသူ့ဖခင်တက်စင်နဲ့အတော့ရင်လတ်တိုးလိုကံကြမ္မာမျိုးနဲ့ရင်ဆိုင်ရမလားဆိုတာကတော့စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်ဒီလိုထိုင်းနိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ရိုက်ခတ်မှုကတော့ထိုင်းမှာမီတင်းနေထိုင်နေကြရတဲ့မြန်မာနိုင်ငံသားတန်းနဲ့ချီတဲ့လူတွေရဲ့ဘဝကိုတိုက်ရိုက်ထိခိုက်စေနိုင်ပါတယ် မအလုတ်သမားတွေရဲ့အခြေအနေဟာတကယ်ရင်ဆိုင်ရအခက်ခဲနေပါတယ်အထူးသဖြင့်တော့2025ဇွန်လကုန်မှာတက်တန်းတိုးဖို့ရှိနေတဲ့တိုင်းရောက်ကလုပ်ငန်းစဉ်တွေရဆိုင်လူနေပါဖြစ်နေတာကြောင့်မြန်မာအလုတ်သမားတွေကအကြီးကျယ်အကျက်တဲ့ကြုံနေရတာဖြစ်ပါတယ်အလုတ်သမားဝန်ကြီးနှုတ်ထွက်သွားတာကြောင့်လုပ်ငန်းစဉ်တွေရပ်တန့်သွားတာဟာလူမှုဖုလုပ်ရေးထောက်ယူမှုတွေဒဏ်လုပ်ငန်းတွေရင်မောင်း license စတဲ့အစိုးရနဲ့ဆိုင်တဲ့ကိစ္စရပ်တိုင်းကိုရက်ခတ်လွန်နိုင်ပါတယ်ဒါတွေမကပါမြမခလင်းငယ်တွေတိုင်းနဲ့ချီရဲ့ပညာရေးအတွက်လည်း ခက်ခဲတွေရှိလာနိုင်ပါတယ်2021မြန်မာနိုင်ငံမှာဆက်အပ်တအားနာတိုင်းပြည်နောက်မှာထိုင်းကိုပြောင်းရွှေ့လာကြတဲ့မြန်မာနိုင်ငံသား၅တန်းနိဗအထိရှိလာတဲ့အခြေအနေမှာထိုင်းနိုင်ငံရေးမတည်ငြိမ်မှုဟာမြန်မာတွေအတွက်တော့အရှင်စိတ်မကြည်ရင်အသက်ဒုက္ခရောက်ဆိုတဲ့စကားလိုပဲဖြစ်လာစေပါတယ်။ဒါကြောင့်ဒီကာလမှာထိုင်းရောက်မြန်မာနိုင်ငံသားတွေဟာခြေတလန့်စီတိုင်းကိုအထူးတတိထားမှအခြေအနေရောက်နေတာဖြစ်ပါတယ်။ အခုဖြစ်ပေါ်နေတဲ့ထိုင်းနိုင်ငံအခြေအနေကအပေါ်ရာပဋိပက္ခတသက်မဟုတ်ပဲနဲ့နေရှိုင်းတဲ့နိုင်ငံရဲ့အင်အားစုတွေကြောင့်အနောက်အပြိုင်မှုရဲ့ရလတ်ဖြစ်ပါတယ်။ဝန်ကြီးချုပ်ပိထုတ်တာလုံဆောင်ချက်တွေသူဖောက်ခင်ဩဇာလွှမ်းမှုမှုအောက်မှာရှိနေတဲ့ဆိုတဲ့ဆွဆွဲချက်တွေကတော့အတိတ်ပဲမဲ့တဲ့ဆွဆွဲချက်တွေမဟုတ်ပါဘူး။ဒါဟာထိုင်းစစ်တပ်ရဲ့နိုင်ငံရေးအပေါ်အသွယ်ပိုင်းဩဇာလွှမ်းမှုမှုနဲ့အရက်ဖက်အစိုးရကြကလူကိုယ်ကတည်ရှိနေတဲ့အင်းမှမှုတွေပို့ပို့ပြီးမြင့်တက်လာတဲ့အခြေအနေမြန်မာနိုင်ငံသားတွေအခက်အခဲဒီလိုနိုင်ငံရေးမုတ်တိုင်းကြမှာ လက်ထက်ကွမ်းဒုက္ခရောက်နေကြရတာပဲဖြစ်ပါတယ်ပေထိုတန်ရဲ့နိုင်ငံရေးအနာဂတ်ဟာတော်တော်လေးအခြေအနေဆိုးပါတယ်ဖူအာထိုင်းပါတီရဲ့ညွန်ပေါင်းအင်အားစုတွေဆက်ပြီးပြိုလဲမဲ့ဆိုရင်ပေထိုတန်ဟာရာထူးကနေနှုတ်ထွက်ရတဲ့အထိဖြစ်လာနိုင်ပါတယ်အာနာတိုင်းမှုဖြစ်မလာဘူးလို့စစ်တပ်ကတော့ငင်းဆို့ပေမဲ့မတည်ငြိမ်မှုတွေဆက်ပြီးရှိနေရင်စစ်တပ်ရဲ့ဝင်ရောက်ဆက်ပတ်မှုပုံစံတမျိုးမျိုးဖြစ်လာနိုင်ချေကလည်းဘယ်လိုလဲမရပါဘူး ထားရောက်မြန်မာနိုင်ငံသားတွေအနေနဲ့လက်တလောကလာမှာမဖြစ်မနေလိုအပ်တဲ့တရားဝင်စာရွက်စာတမ်းတွေအမြန်ဆုံးစာရွက်ထားဖို့လိုအပ်ပါတယ်။ဒါပြမှာကိုပေါ်ပေါ်ရှော့ရှော့မနေဘဲနဲ့ကိုယ့်ရဲ့လုပ်ငန်းခွင့်ပညာရေးအခြေအနေတွေပတ်ဝန်းကျင်တွေကိုတိကျလေးလာဆန်းစစ်ထားဖို့အရေးလက်ကြီးပါတယ်။ဒီကိုချောမယ်ဆိုရင်ထိုင်းနိုင်ငံရဲ့မတည်ငြိမ်မှုဟာစစ်တမ်းနဲ့အရဖက်အစိုးရကြားကအကြောင်းတွေပို့ပြီးနဲ့ဆိုင်လာတာအစိုးရအဖွဲ့အတွင်းတပ်ဆင်ရဲ့အော်ဒါလွှမ်းမိုးမှုအပေါ်မှာမကျေနပ်မှုတွေကြောင့်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီတိုင်းနဲ့မြန်မာနိုင်ငံသားတွေရဲ့ဘဝကိုလည်းအတရထိခိုက်လာနိုင်တာကိုတွေ့နေရတာဖြစ်ပါတယ်။ပေထိုတိုင်ရဲ့အနာဂတ်နဲ့ထိုင်းနိုင်ငံရဲ့အလက်ပြောင်းမြန်မာဒုက္ခသက်တွေရဲ့ကံကြမ္မာဟာအခြေတစ်ခုရောက်ရင်အစီပြေသွားမယ်ဆိုတဲ့အဖြစ်ထွက်လာမလားဆိုတာကတော့စပီးစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။